အမဘဝမှာအမဒုတိယအိမ်တော်ရှိရဘူးလို့ဒီကိုကိုကိုတတ်လိုက်ကြချတာ။ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းသူ့ပြန်လိုချင်ပါလဲ။ဆောင်းငါ့ချင်မရှိတော့ဘူးလို့လည်းဘယ်သူကပြောလို့လဲ။မေ့လိုက်တော့လားလို့ပြောရတယ်။မေ့နိုင်တာမဟုတ်မေ့မေ့ထားလိုက်။မေ့ထားလိုက်တာ။အစိုက်ကတော့တနေရာထဲမှာရှိနေမှာပါ။ ဩော်ဒီလိုပဲလေအိမ်မှာပစ္စည်းသိမ့်တယ်လို့ပေါ့သူ့အကန့်သူ့ထုတ်ကလေးနဲ့သူကသူထားလိုက်တာအနာအေးရောကြည့်ကျင်တဲ့ချိန်ကျမှတထုပ်ထုပ်ဖွင့်ကြည့်လိုက်ကိုသက်ရွယ်ရဆိုတော့အချစ်တွေကြောင့်အချစ်ကြောင့်မပြောတော့ကောင်းပါလေနော်အလူဆိုတာကတော့တက်ကြီးတဲ့ထီရတော့အချစ်ကရှိရပါလေသမီးစားမဟုတ်လဲမောင်နှမအချင်းချင်းချစ်လို့ရတယ်ငွေချင်းချင်းချင်းလည်းချစ်လို့ရတာပဲအဲတခြားသူကိုလည်းအဲဒီဇိုင်းကိုလည်း ဘာပဲဖြစ်ဖြစ်ကိုယ့်ပေါ်မှာဒီဇိုင်းတွေရမ်းကောင်းနေတယ်ဆိုလည်းဒီဇိုင်းကိုချစ်လို့ရတာပဲပေါ့နော်ဒါချစ်တယ်ဆိုတာက1500တည်းမဟုတ်ပါဘူး998မှာလည်းချစ်ဆိုတာရှိတာပိန်နဲ့မေဘူးပေါ့နော်အဲ့ဒါတော့အရန်လွမ်းတယ်ဘယ်လိုကြော်ဖြတ်လဲဆိုတော့တစ်ခါတလေတော့အဲ့လိုကိုကအမအိတ်မပြောတဲ့အချင်းရှိတော့ခါကြရင်စိတ်ထဲမှာဟိုတယောက်တည်းဆိုတဲ့အထွေမျိုးရှိရင်အာပြန်ပြီးတော့စိတ်ကိုကိုကကိုပြန်စစ်စစ်ပြီးတော့ဒီမှာငါဖိနေမယ်ရှိတယ်ငါတယောက်တည်းမဟုတ်ဘူး ဆိုတော့အတွေးပေါ့နော်အဲအဲ့ဒီဟာမျိုးလည်းကျွန်တော်ဖြတ်ပါတယ်ဒီထဲမှာကကြတော့ तू ကဟာစိုးနေဟာတော့မဟုတ်ဘောနော်အဲဘယ်လိုခေါ်မလဲအရန်ကြီးဒီလိုဟိုအပြင်မှာရန်ဖြစ်တယ်လို့ဖြစ်ကြရင်ဟုတ် တယောက်နဲ့တယောက်အကောက်ကြံကြတာစိတ်ထဲကနေပဲပေါ့နော်သူ့ကိုငါဘာလုပ်မလဲငါ့ကိုသူဘာလုပ်မလဲအဲသူ့ကိုငါ့ကိုဒါလုပ်ရင်သူ့ကိုငါဘာပြန်လုပ်ရမလဲအဲ့လိုမျိုးပေါ့စကားတွေအများကြီးပြောပြီးတော့တော့ရံဖြစ်တဲ့ဟာမျိုးမဟုတ်ဘူးပေါ့ character ဒါကတော့ဟိုပါပေါ့ဟိုမာအရာဝတ္ထုတစ်ခုကိုတဲပြီးတော့အားလုံးဝိုင်းပြီးလူကြတဲ့ကိစ္စပေါ့နော်အဲ့လိုပါမျိုးပေါ့ဇလန်ဒါကအမတို့ကတော့အမှုပညာသမားဖြစ်တဲ့အတွက်ဒါအမတို့ professional လုပ်လေ အဲ့ဒီတွေ့လဲအမားတို့ကမားတို့စီကိုလာတဲ့ character ကိုအာပြပြအောင်လုပ်ရမှာမပြပြင်ဘူးဆိုရင်အမားတို့စကားထွက်လာတဲ့ခါကျရင်ဒါတွေကထောက်ွက်ပြီးပြောစရာတွေဖြစ်လာတယ်လေအဲအဲကြောင့်သရုပ်ဆောင်ပညာကိုတော့ထေချာလုပ်တာအေးအဲ့တော့အဟောင်းကြီးပါဆိုချားလာပြီးပါဦးအဲ့တော့ဘာ comment တွေလည်းအဲ့ကြီးလိုက်တယ်လို့တရက်ပဲရှိတယ်ဟဲ့ comment တွေကဘယ်လိုဖြစ်လို့တရက်ပဲရှိတာဒီအရေးရမ်းချာနေပြီလေလို့ခလာအဲ့လိုမျိုးပေါ့နော် လာချက်ကတော့မရှိတော့ပါဘူးတက်ကြည့်ပါပြီအဲ့တော့ကြတော့လေဟိုဒါပေမဲ့ခုနလိုပေါ့အမတို့ကဘာနဲ့ဘာပဲလုပ်လို့စိတ်ကစိတ်ခံစားချက်နဲ့လောက်ရတယ်ဆိုတော့လေအမကိုယ့်စီမှာရှိတဲ့အကြောင်းအရာတွေကလည်းတစ်ခါတလေကြရင်မင်းနဲ့ဇာတိရှိတယ်အမတို့ကဒီလိုအမြဲတမ်းပျော်နေတဲ့သူမှမဟုတ်တာလူတွေကတော့မြင်ကြတာပေါ့အမြဲတမ်းပျော်နေတယ်ဒါပေမဲ့အမတို့လည်းလူတွေကအားလုံးနဲ့လူတယောက်ပဲလေအမတို့မှမပြေလဲတာတွေရှိတယ်ပြေလဲတာတွေရှိတယ်ဝမ်းနေစရာတွေရှိတယ် တော့ကနေရှိတယ်အများကြီးရှိတာပေါ့နော်။ခိုင်ကြတယ်အဲ့ဒီဟာတွေအကုန်လုံးဖုံးပြီးအဲရမ်းပျော်တဲ့လူတယောက်ဖြစ်လဲအဲသူများတွေအဲ့လိုမြင်အောင်လို့နေပြရတာပေါ့နော်။အဲ့တော့တကယ်တကယ်အဲ့ဒါတစ်ခါတလင်ပြရင်ပြောလာတဲ့အခါကျရင်စိတ်ကခံစားချက်တွေပါလာရင်အဲ့လိုမျက်ရည်အရလိုကြလာတာပေါ့။အဲ့ကြောင့်နောက်ပိုင်းကျတော့အာလူတွေကလည်းထင်တာပေါ့နော်။ ပိုဒီမှာဒါတွေကသိရမလားလုတ်ပြနေတာပါလေအဲ့ကြအဲ့လိုမျိုးတိတ်ပြောလာကြတော့ဟိုကအဲ့ခန်းစားချက်ကိုထုတ်မပြတော့ပျော်အောင်ဝဲနေတယ်ပျော်ဝဲနေပြန်တော့လေသိရမလားမလွတ်ပြန်ဘူးအဲဟိုဘယ်လိုဆိုလဲသူများကိုပားရိုက်တာကိုလေပြောပြတာကိုပဲအမလေးနေကပျော်နေသလားဆိုတာပါသေးတယ်အပြင်မှာလူတိုင်းလည်းဖြစ်တတ်ကြတာပဲလေအမတယောက်တည်းမှမဟုတ်ပါဘူးเนาะအဲ့တော့ဖြစ်တတ်တဲ့ကိစ္စအများအမတယောက်တည်းဖြစ်တဲ့ဟာမဟုတ်တဲ့အတွက်အမပြောပြတာပေါ့เนาะအဲ့တော့ တူတဲ့သူကလည်းတူတယ်လက်ခံတဲ့သူကလည်းလက်ခံတယ်လက်မခံတဲ့သူကလည်းလက်မခံဘူးเนาะဒါပါပဲရုပ်ရှင်ကြည့်တယ်ဘလော့ကားကြီးကြည့်ရများလဲအာဘလော့ကားကြီးကြည့်ဆိုအမတို့အသက်ရွယ်မျိုးပါတဲ့အိုက်တာတွေပါတဲ့ကားမျိုးပေါ့เนาะဘာကားရဲ့လို့ပေါ့အမကလားကလည်းကြည့်တယ်တရုတ်ကားလည်းကြည့်တယ်အမျိုးမျိုးကြည့်အကုန်ကြည့်တယ်အာတိတ်ကတော့တိတ်မှာပဲလေတိတ်တိတ်ကိုတိတ်မှာထားပလိတ်ကိုဂိမ်းပါတာငါးချက်မရှိတော့ဘူးလို့လည်းဘယ်သူကပြောလို့လဲ မေ့လိုက်တော့လားလို့ပြောတယ်မေ့နိုင်တာမဟုတ်မေ့မေ့ထားလိုက်မေ့ထားလိုက်တာမေ့ထားတာကိုတနေရာထဲမှာရှိနေမှာပေါ့哦ဒီလိုပဲလေအိမ်မှာပစ္စည်းသိမ့်တယ်လို့ပေါ့သူ့အကန့်သူ့ထုတ်ကလေးနဲ့သူကသူထားလိုက်တာအနာအေးရောကြည့်ကျင်တဲ့ချိန်ကျမှတထုတ်ထုတ်ကိုဖွင့်ကြည့်လိုက်ပေါ့ပေးနေမျိုးပေါ့နော်အဲ့ဒါတော့အချမ်းလွမ်းနေဘယ်လိုကြော်ဖြတ်လဲဆိုတခါတလေတော့အဲ့လိုကိုကအမအိမ်မပြောတဲ့အချင်းရှိတော့ခါကြရစိတ်ကမှဟိုတယောက်တည်းဆိုတဲ့အထွေးမျိုးရှိရင် အာပြန်ပြီးတော့စိတ်ကိုကိုယ့်အကူပြန်စစ်စစ်ပြီးတော့ဒီမှာငါအဖေနဲ့မင်းရှိတယ်ငါတယောက်တည်းမဟုတ်ဘူးဆိုတော့အတွေးပေါ့နော်အဲအဲ့ဟာမျိုးလည်းကျော်ဖြစ်ပါတယ်ကိုယ်သက်ရွယ်ရဆိုတော့အချစ်တွေကြောင့်အချစ်ကြောင့်မပြောတော့ကောင်းပါလေနော်အလူဆိုတာကတော့တက်ကြီးကတည်းကတော့အချစ်ကရှိရပါလေအမီးစားမဟုတ်လဲမောင်နှမအချင်းချင်းချစ်လို့ရတယ်ငယ်ချင်းချင်းချင်းလည်းချစ်လို့ရတာပဲအဲတခြားသူကိုလည်းအဲဒီဇိုင်းကိုလည်း ဘာပဲပြောပြောကိုယ့်ပုံမှာဒီဇိုင်းတွေအရန်ကောင်းနေတယ်ဆိုလဲဒီဇိုင်းကိုချစ်လို့ရတာပဲပေါ့နော်ဒါချစ်တယ်ဆိုတာ1500တည်းမဟုတ်ပါဘူး9ရက်နဲ့ session မှာလည်းချစ်ဆိုတာရှိရတာအမဘဝမှာအမဒုတိယအိမ်တော်မရှိရဘူးလို့ဒီကိုကိုကိုတတ်တဲ့ချာတာမဲမဆောင်စရာမကြားလဲမကြားချင်တော့မေးလဲမမေးတော့ငကိုတွေကလည်းမမေးပါဘူးခေရာအမလေးဒီလို formula အိမ်တော်မကြခင်နေရပေါ့နော်အမအဲ့လို ဟိုဘေးရင်းဆရာတွေကအများကြီးဟောတယ်မအောင်အိမ်တော်20တော့30တော့ပေါ့နော်အဲ့လိုတွေရန်ဟောတော့မအဲ့တော့ကြောက်လို့ဟိုငငယ်ရွယ်နဲ့အိမ်တော်မပြုတ်ခဲ့ဘူးပေါ့နော်အမအိမ်တော်ပြုတ်ခဲ့တဲ့အချိန်မှာစဉ်းစားတတ်တဲ့ရွယ်ရောက်တဲ့အဲကိုလည်းအသက်ရွယ်တစ်ခုရောက်ပြီဆိုတော့35နှစ်လောက်မှအမအိမ်တော်ပြုတ်ခဲ့တာပေါ့နော်ဒါပေမဲ့လည်းကံအကြောင်းမလားလို့ရေစက်မပါလို့လမ်းခွဲလိုက်ကြတယ်ဆိုတော့နောက်ထပ်အိမ်တော်ပေါ့နော်အမမပြုတ်ချင်တော့ မပြုတ်ချင်တော့ဘူးဆိုတာလည်းအမကိုယ်တိုင်ကလည်းအဲ့လိုအိမ်တော်ပြုတ်ဖို့စိတ်မရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့တိုင်ဖုန်းလုတ်ပြီးတဲ့နောက်ပိုင်းမှာအမတယောက်ထဲနေတာအရန်ကြာလာ။ကြာလာတဲ့အချိန်မှာအမအိမ်အိမ်တော်ဆိုတဲ့ကိုတာဝန်တွေအမမထမ်းစင်တော့ဘူး။အမထမင်းခွကြွေးတာတွေအဲမနေ့ကော်ဖီပြောပေးတာတွေဟိုကလုတ်ပေးအောင်ဒီကလုတ်ပေးအောင်ဆိုတဲ့ကိစ္စမျိုးတွေပေါ့နော်အိမ်မှုကိစ္စဒါကတော့လုတ်ရှင်တဲ့သူတွေကတော့လုံးပါပဲလေเนาะအမအစ်တယောက်တည်းပြောတာเนาะ မအဲ့ဒါကြီးမလုချင်တော့မလုချင်တော့တဲ့အတွက်ပင်မနဲ့လို့ခံစားရတယ်အမအတယောက်တည်းဆိုရင်အမစင်တိုင်းမထိုင်လဲထားမယ်အဲညောင်နောက်ကြမှလည်းအိမ်အိမ်ပဲပေါ့နော်အဲအိမ်တောင်တစ်ခုရှိတယ်ဆိုရင်တော့အမအဲ့ဒါမျိုးတွေလုံးလို့မရတော့ဘူးပေါ့တာဝန်တွေကိုတရားတွေရှိလာအဲ့တော့အမတယောက်တည်းနေရတဲ့ဘဝကိုအရင်သဘောကျတယ်တွဲနောက်အိမ်တော့ထပ်မပြေဘူး